ခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါအိန္ဒိယနဲ့ပါကစ္စတန်မြို့တော်နယ်မြေတွေမှာနိုင်ရီချာဘုံပေါက်ကွဲမှုတွေဖြစ်ပြီးနှစ်နေရာလုံးမှာလူအသေးပြောက်ရှိခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံမြို့တော်အစ္စလာမဘက်ရဲ့တရားရုံးအပြင်ဘက်မှာနိုဝင်ဘာ12ရက်အင်္ဂါနေ့မွတ်တက်ချိန်ကြော်ကြော်လေးမှာအသေးခံဘုံခွဲမှုတစ်ခုကြောင့်လူ12ယောက်သေဆုံးပြီးလူ28ယောက်ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာနိုဝင်ဘာ12ရက်နေ့ဒေသစံတော်ချိန်မွန်သက်12နာရီကျော်ကျော်လေးမှဖြစ်ပွားခဲ့တာပါ။ ဘုတ်ဖောက်ခွဲသူဟာလူစီကားတဲ့တရားရုံးအထဲကိုပြင်းမဲ့ထားဖို့ရပြီမဲ့ဝင်ခွင့်မရတဲ့အတွက်အနားမှာရှိတဲ့ရေကားနာမှာဖောက်ခွဲခဲ့တာလို့ပါကစ္စတန်ပြည်ထရေးဝန်ကြီးကပြောပါရီပါကစ္စတန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့အသေခံဘုတ်ခွဲမှုကိုတော့ပါကစ္စတန်တာလီဗန်တွေကသူတို့လက်ချက်ဖြစ်တယ်လို့ကြေညာထားပါရီပါကစ္စတန်ဝန်ကြီးချုပ်ရှက်ဗာရှရီဖ်ကတော့ဒီတိုက်ခိုက်မှုနောက်ွယ်မှာအိန္ဒိယနောက်ခံပြုထားတဲ့အစွန်ရောက်အဖွဲ့တွေပတ်သက်နေတယ်လို့စွပ်စွဲလိုက်ပါရီ ။တနင်္လာနေ့ညပိုင်းတော့ကတော့အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီမှာကားဘုံပေါက်ကွဲခဲ့တဲ့အတွက်အ ਨੇ စုံလူ၈ယောက်တိစုပ်ခဲ့ပြီးအိန္ဒိယအစိုးရကဖြစ်နိုင်ခြေရှိတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုစုံစမ်းစစ်ဆေးနေပါတယ်။ပောက်ကွဲမှုဟာခရီးသွားတွေလေပယ်လေးရှိကြတဲ့ခန့်တက်နီနာမှာဒေသစံတော်ချိန်ည9:00နာရီထိုးခါနီးမှာဖြစ်ပွားခဲ့တာပါ အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကတော့နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့လက်ချက်ဖြစ်တယ်လို့ဆွဆွဲပြီးကျူးလွန်သူတွေပြည်တယ်ခံရစေရမယ်လို့ကြုံဝါလိုက်ပါတယ်ဂျပန်ဝန်ကြီးချုပ်စနိုက်တာကအီချီကထိုင်ဝမ်နဲ့ပတ်သက်တဲ့မက်ချက်ပေးပြီးနောက်မှာတရုတ်နဲ့ဂျပန်ကြားမှာစကားနာထိုးမှု စကားလုံးတိုက်ခိုက်မှုတွေပြင်းထန်လာခဲ့ပါတယ် ဂျပန်ဝန်ကြီးချုပ်ကတရုတ်အနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်အနေနဲ့ရှင်သန်မှုကိုချိန်ချောက်ခံရတဲ့အနေအထားဖြစ်သတ်မှတ်ပြီးပြည်ဆောက်သက်တွေကိုအတုံးပြုရမယ်ဆိုတဲ့သဘောပြီးခဲ့တဲ့တောက်ကြာနေ့ကပြောခဲ့တာပါ အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံအိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝန်စူးချန်ကအတိတ်ပင်နှခွားရှိတဲ့ဇာခားနဲ့ဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်ပြစ်ရမယ်ဆိုတဲ့အသုံးအနှုန်းနဲ့လူမှုမီဒီယာအိတ်မှာပြောဆိုခဲ့တာပါ သူပြောတဲ့ဇာခားရဲ့တခြားအတိတ်ပင်တွေကတော့အန်ဒီယေကို မကြုတ်ခင်အရင်ရှင်ရမယ်လို့လည်းအတိတ်ပင်ထွက်ပါတယ် တနင်္လာနေ့မှာတော့ဂျပန်ဝန်ကြီးများရုံးအသွင်းဝန်ချုပ်မီနိုရူကီဟာရာကတရုတ်ကကောင်စီဝန်ရဲ့မတ်ချက်နဲ့ပတ်သက်လို့ပီကင်းကိုကက်ကွက်စာပို့ထားတယ်လို့ပြောပါရယ်အသွင်းဝန်ချုပ်စုရဲ့မတ်ချက်ဟာအတိတ်ပဲမရှင်းလင်းလာပေမဲ့ဒီလိုရေးဖို့အလွန်ကိုမသင့်လျော်ပါဘူးလို့လည်းသူကပြောပါရယ်အဲ့ဒီတင်ထားတဲ့လူမှုမီဒီယာ post ကိုလည်းဖျက်ပေးဖို့တောင်းဆိုထားပါရယ် အင်ကာနေမှာတော့အသွင်းဝင်ချုပ်ကီဟာရာကဂျပန်ရဲ့တရုတ်တနိုင်ရန်ထဲမူဝါဒဟာ အပြောင်းအလဲမရှိဘူးလို့အာမခံချက်ပေးပြီးထိုင်ဝမ်ရဲ့ငိမ့်ချမ်းတည်ငြိမ်မှုဟာဂျပန်နိုင်ငံရဲ့အမျိုးသားလှုပ်ချုပ်ရေးကိုတမကနိုင်ငံတကာအတိုင်းဝန်အတွက်လည်းမရှိမဖြစ်အရေးကြီးပါတယ်လို့ပြောခဲ့ပါတယ်။ 2026ကမ္ဘာဖလားပြိုက်ပွဲကိုနာမည်ကြီးကစားသမားဖြစ်တဲ့ခရစ်စတီယာနိုရိုနယ်ဒိုကပါဝင်ကစားမယ်လို့အတည်ပြုလိုက်ပြီးလီယိုနယ်မက်ဆီကတော့မတိချသေးဘူးလို့သတင်းထရီကိုပြောလိုက်ပါတယ်။ ပေါ်တူဂီအသင်းကောင်းဆောင်ခရစ်စတီယာနိုရိုနယ်ဒိုကသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားပွဲအဖြစ်ပါဝင်မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ CNN နဲ့တွဲဆုံမင်းမြန်းရာမှာလာမယ့်ကမ္ဘာဖလားပွဲဟာသူ့အတွက်နောက်ဆုံးကမ္ဘာဖလားဖြစ်မယ်။အဲ့ဒီအချိန်မှာသူဟာအသက်50နှစ်ရှိပြီဖြစ်တယ်လို့ပြောလိုက်ပါတယ်။ရိုနယ်ဒိုဟာသူ့ရဲ့ကလပ်အသင်းနဲ့ပေါ်တူဂီအမျိုးသားအသင်းအတွက်ဂိုးပေါင်း953ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ ်လက်ရှိချန်ပီယံအာဂျင်တီးနားကလီယိုနယ်မက်ဆီကတော့ကမ္ဘာဖလားပွဲကစားဖို့မသေချာသေးတဲ့အကြောင်းမီဒီယာတွေကိုပြောပါရီဘောလုံးပွဲကျင်းပချိန်မှာကိုခန္ဓာကတင့်တော်တဲ့အနေထားရှိမယ်ဆိုရင်တော့ကစားမယ်လို့ပြောပါရီမက်ဆီကသူကကစားချင်ပေမဲ့သူ့ကြောင့်အဖွဲ့ကိုဝန်ထုံးဝန်ပိုးမဖြစ်စေချင်ဘူးလို့လည်းပြောထားပါရီ